ရုရှားသမ္မတဗလာဒီမာပူတင်ဟာတရုတ်ဒုဝန်ကြီးချုပ်တိတ်ရွှေရှန်နဲ့စိန့်ပီတာစဘတ်စီးပွားရေးဖိုရမ် SPI EF နဲ့ဆက်ဆက်ဆွေးနွေးပွဲမှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။တရုတ်ဒုတိယဝန်ကြီးချုပ်တိတ်ရွှေရှန်ကတရုတ်နိုင်ငံဟာနိုင်ငံရဲ့အပြန်အလှန်ယုံကြည်မှုကိုစင်ဆက်မပြတ်ခိုင်မာစေပြီးအကျိုးစီးပွားဆိုင်ရာနှောင့်ကြိုးတွေခိုင်ခန့်စေဖို့ရုရှားနဲ့လက်တွဲလှုပ်ဆောင်ဖို့အသင့်ရှိတယ်လို့ပြောပါရတယ်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဘျူရိုရဲ့အမြဲတမ်းကော်မတီအဖွဲ့ဝင်လည်းဖြစ်တဲ့တိတ်ရွှေရှမ်းဟာရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွေ့ချိန်မှာအခုလိုမှတ်ချက်ပြုခဲ့တာပါတိတ်ဟာတရုတ်သမ္မတရှီကျင်းဖင်ကပူတင်အတွက်ရင်းနှီးတဲ့နှုတ်ခွန်းဆက်စကားကိုလည်းနှုတ်ဆက်ကန်ပြောခဲ့ပါတယ် မကြသေးမီကရှီဟာရုရှားနိုင်ငံစီလာလေဖို့ဖိတ်ကြားခံခဲ့ရပြီးဆိုဗီယက်ယူနီယံရဲ့မဟာမျိုးချစ်စစ်ပွဲမှာအောင်ပွဲခံတဲ့နှစ်80ပြည့်အထိမ်းအမှတ်အခမ်းအနားကိုတက်ဖို့ဖိတ်ခံရတာလို့တိန်ကပြောပါတယ်။ရှီနဲ့ပူတင်တို့ရဲ့ခေါင်းဆောင်မှုနဲ့မဟာဗျူဟာလမ်းညွှန်မှုဟာတရုတ်ရုရှားပူးပေါင်းဆောင်ရွက်မှုကိုပုံမနဲ့ရှာစေပြီးချစ်ချည်ရင်းနှီးမှုကမျိုးဆက်သစ်တွေတည်တံ့ခံမြဲစေရတဲ့အတွက်ခိုင်မာဆုံးသောအမကန်ချက်ဖြစ်တယ်လို့လည်းတိန်ကပြောခဲ့ပါတယ်ရှင်။